နိုင်ငံရေးနဲ့ပတ်သက်ရတဲ့ဒီပတ်သက်ကိုပြောရတာမရှိဘူး။သူများအကျိုးစီးပွားပြည့်ရတဲ့အကြောင်းဆိုရင်ဒီပတ်ကိုပြောရတာမရှိဘူး။ဘုန်းကြီးစားတော့ပဲပါဆက်တာ။ပြောချင်တာပါဗျာ။အဲဒီကဖြစ်ပြနေတာအားလုံးပြောချင်တာကိုကျုပ်လည်းသူလည်းသူလည်းတောင်ခံစားချက်ရှိတာ။အဲမဲ့ခုမပြောမဖြစ်ဘူးပြောရမယ့်ကိစ္စရှိ။အဲပါရဲ့စီရီယံဆရာဝန်လေးကိစ္စစီရီယံဆရာဝန်လေးကိုလာကြည့်တယ်မှာထိဆောင်းအပြောမျိုးသူကျုပ်ပါတယ်။ဘာဖြစ်လို့လဲ 2023ခုနှစ်မေလတရနေ့မေလေးနေ့မှာကျုပ်ရဲ့ဇနီးကဲကဖြစ်တယ်။ဝန်ထမ်းဆိုတော့လုံမဆိုင်ကြီးကိုတင်တယ်ပေါ့ဗျာ။လုံမဆိုင်ကြီးကိုတင်တော့ကျုပ်ကတော့ဆင်းရတော့မိမပလန်လေးပဲချိတ်ပေးထားရတော့သူကျဉ်းလန့်နေတာပေါ့ဗျာ။နောက်တော့ကျုပ်ကတရနေ့နေ့တော့တောင်းလန်ဆောင်မခေါ်ရပြီးအခုတော့ဦးလေဦးလေးမိမကိုဒီတိုင်းပြစ်ထားတော့မှာလား။ဟမ်။ဘာဖြစ်လို့လဲလို့ပြော ူလေးမိမဘူးတဲ့ဒီမှာထိုင်နောက်တရနေ့ဆိုဆုံးပါတဲ့အဲ့လိုပြောဟမ်ဒါကုနေတာမဟုတ်ဘူးလားလို့ဆိုမဟုတ်ဘူးလေကျမတို့ရေရူအကျော်စိတ်ကြီးတွေပဲတွင်ပြထားတာလေကုတတ်တဲ့ဤပညာဆရာဝန်ကြီးတွေကစီဒီအန်လောက်သွားလို့ဒီမှာမရှိပါဘူးတဲ့ဘယ်သူမှမကုတတ်ပါဘူးတဲ့အဲ့လိုပြောခဲ့တာကဆက်ဆွဲထပ်ပြောမယ်နော်2023ခုနှစ်မေလတရနေ့မှာတုတ်တင်တုတ်မြင်ပါ အဲ့ဒါလည်းဘယ်လိုလုပ်ရမလဲဆိုတော့ဦးရဲတဲ့ဦးဆင်းပြပြီးတော့ဒီတဲ့ကောင်းတဲ့ဆေးကဒီဆေးကကြည့်စိုးပြီးပြီးပါလိုက်ပါတဲ့အဲ့အဲ့ဆော့စီပြောပါလားဟိုမှာဘယ်မြင်လဲမြင်ရအောင်အဲ့ရှင်းပါအဲ့ဒါနဲ့အားချင်းခါရဲ့အမ်ဘူလန်ရှာပြီးတော့ဟိုရံုံဆေးဦးပို့လိုက်တော့နော်ရံုံဆေးဦးမှာအဲ့ကူတာကူတာရဲ့ခါကျတော့အဲ့လိုလေဗျာဟိုခုလေးလကျုပ်သမီးလေးလဆေးဦးမှာခံထားရတယ်ဗျာလက်သက်ဆောင်နေရတဲ့ပို့စုပတ်သက်လုပ်တယ်ဗျာအမ ်တော့ပြေးတော့ဖောက်တာကဆိုက်ရေလို့မကောင်းအောင်လက်နှစ်ဖက်သလုံးမှာကြောက်ရက်ကောင်းအောင်ဖောက်မရဖန်ကျင်မှုမရှိတဲ့ဆရာတို့တော်များတယ်နောက်ဆုံးဘလို့ခေါ်လဲတဏှာနဲ့တဏှာပြောင်းလဲဒီစိမ့်ဝင်ဒီရုံတရားတွေဒီဆိုက်မှာတဏှာနောက်တဏှာပထမဆုံးကဟိုဒုက္ခဆောင်မှုအဲဒုက္ခဆောင်နောက်ပဲ၁၁ဆနစ်လာမျိုးရောက်အဲ့တော့တွေးထားရတယ်သူလျှောက်ဖို့နေဘာမှယောဂကိုရှာလို့မတက်တယ် မတက်ကြဘူးတကယ်တက်ချမ်းလားလေပါလေဆိုတော့ဆရာဝန်ကြီးတွေအကုန်လုံးကစီတန်လုပ်သွားတာပဲအဲ့တော့ကျုပ်မိန်းမတော့ဆုံးသာလေးလာကြဘာယောဂါလို့အဖြေမရပဲနဲ့ကျုပ်စနီးဆုံးသွားရအေးအဲ့ဒါဘာဖြစ်တာလဲလို့ကျုပ်ကျုပ်သိတာတော့2023ဧပြီလကျမ်းမှာသူကဝန်ထမ်းဖြစ်နေတဲ့မြို့တော်ခမ်းမှာတာဝန်ကျတာအဲ့မှာအပူဆက်သွားတာလေးကစလိုက်တဲ့ကိစ္စနောက်ဆုံးဘာယောဂါဝင်လာမှဖြစ်ပြီးမှအတိတ် မေ့နေလာအဲလွဲလို့ကျန်တာယောဂမဖြစ်ပဲသိသွားတဲ့အထိရောက်တော့ဆရာဝန်ကပြောပါတယ်ပြေးထာနာဆရာဝန်တယောက်ကပြောပါတယ်ဦးလေးရေကျွန်တော်လည်းစူးစမ်းပြီးကုနေတာပါတဲ့စိတ်မကောင်းပါဘူးတဲ့အဖြေ